ဒီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုလိုချိန်ခါတိုင်းမှာပရိသတ်တွေအတွက်စာအုပ်လေးတွေကအကြောင်းအရာလေးတွေကိုဖတ်ပြတင်ဆက်ပေးနေရယ်။ Podcast by Fusu ဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးသွားပါရမယ်။ဒီကနေ့မှာ Fusu ဖတ်ပြပေးဖို့ရွေးချက်ထားတဲ့စာအုပ်လေးကတော့စာရေးဆရာခဲတန်ရေးသားထားတဲ့ချစ်ချင်းမြတ်တာဖြင့်ထီထွေ့ဆက်ဆံခြင်းအမှုပညာဆိုတဲ့အစာအုပ်တွေကအကြောင်းအရာလေးတွေကိုဖတ်ပြပေးသွားမှာဖြစ်ပါရယ်။ ူးဆုံးဖျက်ပြပေးခြင်းနဲ့ခေါင်းစဉ်လေးရတော့ထိုက်တန်မှုဆိုဒီမှာချစ်သူတတန်းနေဘလောက်ပဲနှိရှိတွဲခဲ့ပါစေပြတ်တောက်သွားတဲ့အတွဲတွေကိုလည်းမြင်ခဲ့ဘူးရယ်နှစ်ဦးနှစ်ဖက်ဆက်ချစ်ခဲ့ပြီးမှတယောက်တည်းကဆက်ချစ်ရတဲ့ relationship တွေလည်းတွေ့ခဲ့ဘူးရယ်နောက်ဆုံးကျွန်တော်သိလိုက်ရတာကချစ်ချင်းမြတ်တာဆိုရာကိုနဲ့ထိုက်တန်မှသာအနာမဒါရတရှိနေနိုင်တယ်ဆိုတာပါပဲ မင်းနဲ့ထိုက်တန်နေဆိုရင်တော့မင်းအနာမှာသူရှိနေနိုင်မှာပဲအကယ်၍မင်းနဲ့မထိုက်တန်ဘူးဆိုရင်မင်းဘက်ကဘလောက်ပဲချစ်နေပါစေသူ့ကိုဘလောက်ပဲနားလဲပေးထားပါစေသူမင်းနားမှာမနေနိုင်ပါဘူးထိုက်တန်မှုဆိုတာအဲ့ဒါပါပဲဒါကြောင့် relationship တစ်ခုမှာနာကျင်ခံစားရတာများလာရင်လွတ်သားချလိုက်ပါခုအပေါ်နားလဲပေးမဲ့သူကိုကိုချစ်ပေးမဲ့သူကဘေးနားရောက်လာပါလိမ့်မယ် တခါတလေလှစ်ချလိုက်တာကလည်းပူကောင်းတာတွေဖြစ်လာနိုင်ပါတယ်။ကိုဘကချစ်ချင်းမြတ်တာစစ်စစ်နဲ့ထိုက်တန်သူဖြစ်အောင်နေလိုက်ပါ။ဘယ်အချိန်မှဖြစ်ဖြစ်ချစ်ချင်းမြတ်တာအစ်စ်တွေကိုသာပေးလိုက်ပါ။အရာဆိုရင်ကိုယ့်ရဲ့ချစ်ချင်းမြတ်တာနဲ့အံဝင်ခွင့်ကြဖြစ်နိုင်တဲ့သူကကိုယ့်စီကိုတစ်ချိန်ချိန်တော့ရောက်လာမှာပါပဲ။ သေးနာမှာကိုရှိနေပါရင်တခါလေကြာရင် ကျွန်တော်တို့ပိုမတ်မောတဲ့အရာလေးတွေဟာတမိုးကြီးလက်ဆောင်ပစ္စည်းတွေဆိုတာတက်စင်နာနှွေးထွေးတဲ့စကလုံးလေးတွေနဲ့နှွေးထွေးခံရတဲ့အပြုတ်မှုလေးတွေလည်းဖြစ်ကောင်းဖြစ်နေတတ်ပါရင်ကျွန်တော်တို့မှာစိတ်ညစ်ရတဲ့အချိန်တွေအလုပ်ကိစ္စနဲ့အဆင်မပြေဖြစ်ရတဲ့အချိန်တွေရှိတယ်။အဲဒီအချိန်မျိုးတွေမှာဖေးမှနှစ်သိမ့်ဖေးမှပေးနိုင်တဲ့တစုံတစ်ယောက်ရှိနေဖို့လိုအပ်လာတတ်ကြတယ်။ စိတ်ညစ်စရာတွေစိတ်မကောင်းဖြစ်စရာတွေရှိနိုင်တာသိပေမဲ့အရင်စိတ်မပူပါနဲ့မင်းပေးမှာကိုရှိပါတယ်အဲ့လိုနှွထွက်တဲ့စကားလုံးတွေဟာတကယ်စိတ်ဆင်းရဲစရာတွေခံစားနေရတဲ့သူတယောက်အတွက်တကယ်ကိုအားဖြစ်စေတတ်တယ်မဟုတ်လားဒါပေမဲ့တကူရှိတာကကျွန်တော်တို့ကပဲလို့ခြင်းနေလို့မရပြန်ပါဘူးကျွန်တော်တို့ကိုယ်တိုင်လည်းကိုချစ်ရတဲ့သူဘေးမှာရှိနေဖို့လည်းလိုအပ်ပြန်ပါတယ်ကျွန်တော်တို့ချစ်ရတဲ့သူစိတ်ရှုပ်ထွေးနေရရင်မှန်သမျှကို ဖြည်းဖြည်းရှင်းလင်းတတ်အောင်လုပ်ပေးနိုင်တာမျိုးကျွန်တော်တို့ရဲ့အပြုမူတွေတိုင်းကသူ့အတွက်သူ့ရဲ့စိတ်ညစ်စရာပဲဖြစ်ဖြစ်စိတ်ပျော်ရွှင်ရာပဲဖြစ်ဖြစ်ကျွန်တော်တို့စီမှာအစအဆုံးစိတ်လိုလျော့ရှင်ဖွင့်လို့ရပြီးမျှဝေခံစားပေးနိုင်ဖို့လဲကြိုးစားနေဖို့လိုပါတယ်ကိုယ်ရင်ကနှွေးထွေးမှုတွေနဲ့စိတ်လုံခြုံနှွေးထွေးစေတဲ့ safety zone တခုကိုလိုချင်တဲ့ကျွန်တော်တို့ကိုယ်ရင်ကလည်းအကောင်းဆုံးပြန်ပေးနိုင်ဖို့လိုအပ်ပါတယ် ီရှိမှုတိုင်းကိုလက်ခံပေးနိုင်ခြင်းလူတယောက်ကိုတကယ်ချစ်တယ်ဆိုရင်သူရဲ့ bright side ရော dark side ရောအတာချက်အာဏာချက်အကုန်လုံးကိုတမိုးထားပေးနိုင်မှချစ်တယ်လို့ခေါ်ရတဲ့လူတယောက်ရဲ့ကောင်းကွက်ကိုပဲလက်ခံနိုင်မယ်ဆိုးကွက်တွေရှိလာရင်အဆင်မပြေဘူးဆိုရာရီကောင်းမွန်တဲ့အရာတွေပဲမျှော်လင့်ပြီးဆိုးတဲ့အရာတွေကြလက်မခံပေးနိုင်ဘူးဆိုရင်ဒါဟာတကယ်ချစ်တာမဟုတ်ပါဘူးတကယ်ချစ်တဲ့သူက ကိုယ့်ရဲ့ပုံစံအမှန်လေးကိုအရှိအတိုင်းလဲတန်ဖိုးထားပေးနိုင်တယ်။ဘလို့ပုံစံမျိုးလဲဆိုရင်တင့်ကိုတကယ်ချစ်တဲ့သူရှင်ကွယ်မှာသူ့ဘက်ကတင့်ကိုအမြဲချစ်နေအောင်တင့် type ကိုပြောင်းလဲဖို့မလိုအပ်ဘူး။သူ့ကြိုက်မဲ့ပုံစံတွေ၊ဟန်တွေ၊မှုတွေကိုအတင်းကျပ်ကြီးလုပ်ယူဖို့မလိုအပ်တာမျိုးပေါ့။သူ့သားတကယ်ချစ်မယ်ဆိုရင်တင့်ခန္ဓာကိုယ်ပေါ်ကအမာရွက်လေးတွေမလှပတဲ့အစိတ်ပိုင်းတွေ ငွေကလေးကဖြစ်တည်လာတဲ့ဖြစ်တည်မှုတွေကိုလက်ခံပေးနိုင်နေမှာတင်နေတတ်တဲ့အတိုင်းလေးနေနေရင်တော့ဖြစ်တယ်တင်ရဲ့တည်ရှိမှုကိုသူ့ဘက်ကမြန်လို့ပေးနေမှာပါပဲ ဟုတ်ကဲ့ပါအခုဒီနေ့မှာဖတ်ပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုလည်းပရိသတ်တွေကနားဆင်ခဲ့ရတာကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်ပရိသတ်တွေအားလုံးပဲပျော်စရာကောင်းတဲ့ချစ်ချင်းမြတ်တာတွေကိုပိုင်ဆိုင်နေကြပါစေလို့ပြုစုအားဆုတောင်းပေးရင်းနဲ့ဒီကနေ့ရဲ့အစီအစဉ်လေးရနေပြီးတော့အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ရှင်